လာပါရှင်ကျွန်မကကေခိုင်ပါ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့အထိုင်အမန်အနေနဲ့လူထုလှူရှာမှုတွေပြုလုပ်လာမှာကိုစောင့်ကြည့်ကဖန်းစီစစ်ဆေးတာတွေလုပ်ဖို့တိုင်းအစိုးရတွေကသက်ဆိုင်ရာတိုင်းဒေသကြီးတွေကိုညွှန်ကြားထားရလို့စစ်ကောင်စီနဲ့နှိစက်သူတွေစီကသိရပါဗျ အခုညကြားချက်ကရန်ကုန်တိုင်းတစ်ခုရဲ့အတွက်မဟုတ်ဘဲနိုင်ငံတော်လုံးကပန်းတပိတ်လှုံ့ဆော်မှုတွေနဲ့အပြာရောင်ရှက်အင်းကြီးကမ်ပိန်းတွေကိုစောင့်ကြည့်ဖို့ပန်ပန့်တာနဲ့အပြာရောင်ဝန်ဆင်ထားတာတွေမဲ့သမျှကိုဖန်ဆီးစစ်ဆဲဖို့အမိန့်ပေးထားရလို့စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့နှိမ့်ဆက်သူတယောက်က DPP ကိုပြောပါတယ်တဖက်မှာတော့မွေးနေ့အမတ်တရအနေနဲ့ပန်တပိတ်တွေ blue shirt campaign တွေပအဝင်ဆင်နွှဲကြဖို့တော်လေရဲ့အဖွဲ့တွေကတိုက်တွန်းနှိုးဆော်နေတာလည်းရှိပါသေးတယ် မွေနေ့မတိုင်ခင်တရက်ဇွန်လ၁၈ရက်နေ့မှာတော့ရန်ကုန်မြို့ကရွှေတကုံဖျားဘူးလာဖူးကြတဲ့သူတွေကိုခေါ်ယူစစ်ဆေးတာတွေစတင်လှုပ်ဆောင်နေပြီဖြစ်တယ်လို့မြို့ခန့်တွေစီကသိရပါတယ်ဒီကနေ့မှာပဲလူထုခေါင်းဆောင်ရဲ့မွေးနေ့ဆူတောင်းဗီဒီယိုကက်ပိန်းကလည်း၈000ပြည့်မီတော့ခဲ့ပြီဖြစ်ကြောင်းကက်ပိန်းဖြစ်မြောက်ရေးဘက်ကထုတ်ပြန်လာပါရဲ့ရှင်။ နိုင်ငံတော်ရဲ့အတိုင်းအမခံပုတ်ကိုဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အကြိုးဒီကနေ့ဇွန်လ၁၈ရက်နေ့မနက်အစောပိုင်းခတဲ့ကရေကုံမြို့ကရွှေတဂုံဖျားမှာအင်ကြီးအဖြူဝန်းနဲ့ပန်းကင်လာတဲ့သူတွေကိုစစ်ကောင်စီတပ်နဲ့ရဲတွေကခေါ်ယူစစ်ဆင်နေတယ်လို့ဖျားဘူးတွေစီကသိရပါတယ်။ စစ်ကောင်စီတပ်နဲ့ရဲတွေကအရဲဝတ်တွေဝတ်ဆင်ထားတယ်လို့တချို့ကအရဲဝတ်မဟုတ်ပဲရွှေတကုံဖျားအောင်မြင်မှာစုံမဲ့နေရာထားပြီးတော့ဖျားဖူးလာလူငယ်အများစုကိုစစ်ဆင်းနေတယ်လို့ဆိုပါရီဖျားဖူးလာတဲ့လူငယ်အယောက်20လောက်ကိုခေါ်ပြီးချမ်းသာကြီးတစောင်းမှာစစ်ဆင်းမင်းမြန်နေကအနာကပ်မခံဘူးလို့ဖျားဖူးပြည်သူတယောက်ကပြောပါရီ ဇွန်လ19ရက်နေ့မှာလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဆုတောင်းတာအပါအဝင်ပန်တပေအတန်တိတ်တပိတ်တွေမလုပ်ဘဲဝန်ထမ်းတွေနဲ့အမှုပညာရှင်တွေကိုစစ်ကောင်စီခက်အုပ်ချုပ်ရင်းမှုတွေကတတိပေးထားရဲ့လို့သိရပါတယ်ရှင်။ အာနာသိန်းစစ်ကောင်စီရဲ့ဖမ်းဆီးအကျဉ်းချထားတာခံနေရတဲ့လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့တရခွင်အတွင်းကရှားပါရုပ်သံဗီဒီယိုဖိုင်ကို UK အခြေဆိုင် The Guardian သတင်းစာကရရှိဖော်ပြခဲ့ပါတယ်။ဒီမတန်းကိုတော့ပြည်သူ့ရင်ခွင်အဖွဲ့ကတဆင့်ပေါက်ကြားခဲ့တယ်လို့ဖော်ပြထားပြီးမတန်းထဲမှာတော့2022ခုနှစ်ဩဂုတ်နေ့ဒဇင်မာလအတွင်းနိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ကိုတရင်ခွင်ထဲမှာအမွန်ရင်ဆိုင်နေကြရတဲ့မြင်ကွင်းတွေကိုဖော်ပြထားပါတယ်။ ဒါဟာဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့နင်းကပ်လာချိန်မှာ မတရားဖန်ဆီးခံထားရတဲ့အယက်သားခေါင်းဆောင်ရဲ့ဘဝအကြောင်းတစ်စိတ်တစ်ဆောင်တွေးမြင်ရတာဖြစ်တယ်လို့ဆိုပါတယ်နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာပြီးခဲ့တဲ့2020တခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့စစ်တပ်အာဏာသိမ်းချိန်ကစလို့နေပြည်တော်မှာဖမ်းဆီးခံခဲ့ရပြီးလူမြင်ကွင်းကနေနင်းနေချီပြီးပျောက်ကွယ်နေခဲ့တာဖြစ်ပါရဲ့ရှင်။ မြမပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့နဲ့ရင်းရှင်းတင်တဲ့ရရော်ဖွံ့ဖြိုးတိုးတက်မှုတွေတည်ဆောက်ဖို့အတွက်အာရှဖွံ့ဖြိုးရေးရှေ့ပုံငွေ ADF ကနေအမေရိကန်ဒေါ်လာ100တန်ဖိုးရှိတဲ့အကူအညီတွေပေးဖို့အတည်ပြုလိုက်ပြီးလို့အာရှဖွံ့ဖြိုးရေးဘက် ADB ကထုတ်ပြန်ပါတယ် ်မက်လာ28ရက်နေ့ကမြန်မာနိုင်ငံမှာလုခတ်ခဲ့တဲ့ပြည်ဟာခွင့်တဲ့တမခွင့်ရှိတဲ့ငလျင်အပီးအရေးပေါ်ကေစီရဲ့အတွက်အမေရိကန်ဒေါ်လာ3တန်းကို ထောက်ပံ့ခဲ့ပြီးတဲ့နောက်အခုလိုအမေရိကန်ဒေါ်လာတန်းတရာအကူအညီထပ်ပေးဖို့ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ် ADB ကအရေးပေါ်အမှုအကာရင်းနဲ့မိလာစနစ်ဝန်ဆောင်မှုတွေအစာအသောက်အမျိုးသမီးတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ကျန်းမာရေးပစ္စည်းတွေနဲ့စိတ်ဓာတ်ရကုသမှုတွေကိုပံ့ပိုးပေးတော့မှာဖြစ်ပါတယ် ဒါအပြင်ယာယီတင်ကြားရေးနေရာတွေပြုပြင်တာရက်ရော်စာကြည့်တိုက်တွေအတွက်ပစ္စည်းတွေဖြည့်ဆည်းပေးတာပညာပေးသူတွေကိုလေ့ကျင့်ပေးတာနဲ့ငွေသားနဲ့ပစ္စည်းအကူအညီနှမျိုးစလုံးကိုပေးအပ်တာတွေပြုလုပ်တော့မယ်လို့သိရပါတယ်ရှင်။ ရှမ်းမြောင်မှာနေမြေအငင်းပေါ်နေတဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ကိုကန်တန် MNDAA တို့ဇွန်လ16ရက်နေ့ကတွဲဆောင်တဲ့ဒုတိယအကြိမ်ဆွေးနွေးမှုမအောင်မြင်ဘူးလို့ SSPP ရဲ့စီရေးတင်ရင်းမြစ်စီကသိရပါတယ်။ SSPP နဲ့ MNDAA တို့ဟာဇွန်လ16ရက်နေ့ကလာရှိုးမျိုးနဲ့နှက်ပေါင်အနီးကတန်လွေတရုတ်ရုံမှာဒုတိယအကြိမ်တနေကုန်ဆွေးနွေးတာမှာပြည်လည်မှုမရခဲ့ကြလို့ဆိုပါတယ်။ဆွေးနွေးပွဲကို SSPP ဘက်ကအခွန်ဌာနကဌာနမှုလေးဖြစ်ဒုတိယဆစ်ဦးစီးချုပ်လေးဖြစ်သူကိုရ တက်ရောက်ပြီး MNDA ရဲ့ဘက်ကလည်းစစ်ဦးစီးချုပ်တဲ့နေမြေမှုတွေတက်တယ်လို့ SSPPC ရဲ့တရင်ရင်းမြစ်ကပြောပါတယ်နဖက်တက်တွေဟာဖုန်းနဲ့အရင်ဆုံးစကားပြောဆိုပြီး SSPB ဌာနချုပ်ဝန်ဟိုင်းမှာအစီအွေလုပ်ဖို့ MDA ဘက်ကအဆိုပြုခဲ့ပေမဲ့ SSPB ဘက်ကတော့လက်မခံတဲ့အတွက်တန်လွင်တရုတ်ရုံမှာဆွေးနွေးပေးလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။အစီအွေပြည်လင်းမှုမရတာကို MDA စီရင်တည်င်းချင်းမြစ်ကလည်းအတီးပြုပြီးတရားပြောဆိုတာတော့မရှိပါဘူး။ MLD ရဲ့တက်တွေကို SSPP ဘက်ကစုခေါ်ခိုင်းတဲ့နံပေါင်းနံမဟိုရနေရာတွေကို MLD A ကလာရှိုးကနေဧပြီလ20ရက်နေ့ကစုခေါ်ပြီးတဲ့နောက် SSPP တက်တွေကိုစုခေါ်ခိုင်းပြီးအခြေချနေရလို့ဆိုပါတယ် DBB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေကြရတာပါ။ကျမကခေခိုင်ပါ။ကျေးဇူးတင်ပါတယ်ရှင်။